စကိုင်းတိုင်းပလဲမြို့နယ်ကန်းနောက်ရွာအနီးတိုက်ပွဲတွေပြင်းထန်နေသလိုစိုးစုကပလဲနဲ့တနယ်လုံးကိုနေရောညပါမုန်းကျက်နေလို့ကျေးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေထွက်ပြေးနေရပြီးတော့စားတောက်နေထိုင်ရေးခက်ခဲနေတယ်လို့ဒေသခံတွေက MP ကိုပြောပါရတယ်။ပလဲနယ်ကန်းနောက်ရွာရဲစခန်းကိုသိမ်းပိုက်နိုင်ရေးအတွက်ဇွန်လ2ရက်ကစလို့တော်လိုင်းရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စိုးစုကဇွန်လ3ရက်ကစလို့လေကြောင်းပုံကျဲခုခံတွေကပလဲနယ်တနယ်လုံးကိုနေရောညပါဒရက်ဆက်ပုံကျဲနေတာပါ။ လက်ရှိမှာပလဲမြို့နယ်ကမြာကုန်းကိုကိုကုန်းအလဲဘုံမဲစရစတဲ့ကျေးရွာ25ရွာကပြည်သူတွေထွက်ပြေးနေရပြီးနေ့စဉ်မိုးသည်တန်စွာရွာသွန်းနေလို့စစ်ပေးရှောင်ပြည်သူတွေနေထိုင်စားသောက်ရေးခက်ခဲသလိုစမ်းမရေးအတွက်ပါစိုးရိမ်နေရတယ်လို့စစ်ပေးရှောင်တွေကိုကူညီနေတဲ့ဘီယွန်းတဲ့ချင်းနင်း organization BCO အဖွဲ့တာဝန်ခံကအမတ်ပီကိုပြောပါတယ်ကန်းတောက်ရွာတိုက်ပွဲကိုအចောင်းပြကစောစုကပလဲနယ်ကကျေးရွာတွေကိုလေချောင်းပုံကျဲလို့ဒေသခံပြည်သူတို့သေဆုံးသလို့ ဇုံလဆယ်ရက်ကတိုက်လေရင်ပြတ်ချမှုဖြစ်စင်မှလည်းပြည်သူလေးဦးသေဆုံးခဲ့ပြီးလေချောင်းရံကြောင့်သေဆုံးတဲ့ပြည်သူ6ဦးတက်မနေရှိလာပြီလို့လည်းဒေသခံတွေကပြောပါတယ်။ကန်တော်ရွာမှာ17ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီးစုံစုကတော့စခန်းမချဖို့အနီးနက်ကပြူစောတိရွာတွေနဲ့ပလဲမြို့ပေါ်ကနေလေချောင်းတုံးကစစ်အင်အားတွေဖြည့်တင်းနေတယ်လို့ဆိုပါတယ်။